โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ပျော်ရွှင်မှုလို့ပြောလိုက်တာနဲ့ကျွန်တော်ဘာကိုပြင်မိမိစဉ်းစားကြအောင် maybe တော်တော်များများပြင်မိမိကြမှာတော့ကိုချေးရတဲ့သူနဲ့ပျော်ရွှင်ရတဲ့အခိုက်အတန့်နေဒါမှမဟုတ်ငွေကြီးဥစ္စာတော့အမှန်တိုက်တာဝင်အစားအုပ်တွေဒီကားတော့စသဖြင့်ပေါ့နော်ကိုလိုချင်တာတစ်ခုကိုပိုင်ဆိုင်ရတဲ့အခိုက်အတန့်နေလို့ဒါမှမဟုတ်ကိုလှုပ်ချင်တာတစ်ခုကိုလှုပ်ခွင့်ရပြီးတော့အောင်မြင်သွားတဲ့အခိုက်အတန့်စသဖြင့်ပေါ့နော်အမျိုးမျိုးရှိကြတယ်ဆိုတော့ ဒီနေ့ခင်မှာ AI နေလဲတော်တော်လေးခက်စားလာပြီပေါ့နော်လူသားကြီးလူမျိုးတွေးတောနိုင်လာတယ်ပေါ့ဒါမဲ့ကျွန်တော်လူသားကြီးလူမျိုးခံစားနိုင်လားလို့မေးရင်ကြမေးခွန်းတွေအများကြီးထွက်လာတယ်ပေါ့ဒီနေ့ပြောသွားမယ့်အကြောင်းအနေနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်လူသားတွေပျော်ရွှင်တဲ့အခါမှာဟော်မုန်းတွေထွက်တယ်ပေါ့နော်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်တယ်ပေါ့ဒါမဲ့ AI AI နေမှာကျတော့အဲ့လိုမျိုးလူသားကြီးလူမျိုးခံစားကိုမရှိတဲ့အတွက်ကြောင့်မလို့ဒီပျော်ရွှင်စေတဲ့ဟော်မုန်းတွေပါလေဆိုတာထွက်တယ်ဆိုတာမရှိဘူးဗျာ ဆိုတော့လူကျွန်တော်တို့လူတွေမှာကျတော့ဒီပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်လို့ရှိရင်ဒီအပြုတ်မှုရောပြောဆိုအနေထိုင်အစားအသောက်တွေအကုန်လုံးဘယ်လိုမှတက်ရောက်မှုတွေရှိပြီးတော့ပြောင်းလဲမှုတွေရှိရပြီ။ဒါပေမဲ့ AI နေမှာကျတော့အဲ့လိုမျိုးမရှိတဲ့အတွက်ကြောင့်မလို့လူသားတွေကဘယ်လိုအချိန်မျိုးမှာပြောတယ်ဘယ်လိုပုံစံမျိုးရှိတယ်ဒီဒီလိုစကားလုံးတွေကိုသုံးပြမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတုံ့ပြန်မှုတွေရှိတယ်ဆိုတာကိုသိကြ psychologist တွေနဲ့ research လုပ်ပြီးတော့လူသားတွေလိုမျိုး copy ပွားထားတဲ့ ခံစားချက်ပုံစံမျိုးပဲရှိတယ်ပေါ့နော်လူသားတွေလိုမျိုးတကယ်ပြောလို့ response လုပ်ပြီးတော့ပြောနေတဲ့စကားတွေမဟုတ်ဘူးပေါ့နော်ဒီ copy ပွားထားတဲ့ပုံစံမျိုးပေါ့နော်ဒီစကားပြောလို့ရှိရင်ဒီပုံစံမျိုး response လုပ်ပြီးဖို့အတွက်ဖန်တီးထားတဲ့အရာတစ်ခုပဲပေါ့ဆိုတော့ဒီနေ့ကျွန်တော်ပြောသွားမှာတော့ AI အကြောင်းကိုအသားပေးပြီးပြောသွားမှာပေါ့ဗျာ။လူသားတွေကပျော်ရွှင်တဲ့အခါမှာထွက်လာတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာပျော်ရွှင်တဲ့အခါမှာထွက်လာတဲ့ဟော်မုန်း၄မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ရှင်းရှင်းဝေးပြောမလို့စီးလေးကိုစားလိုက်ကြအောင်။ Yeah ဆိုတော့စီစဉ်လေးကိုစလိုက်ကြအောင်နော်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာအရေးပါတဲ့ဟော်မုန်းတွေကိုနေ့စဉ်နဲ့အမျှမတိမတာထုတ်လွှင့်နေကြတယ်ပေါ့နော်အဲ့ဒီဟော်မုန်းတွေကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မှာဒီစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာခန္ဓာကိုယ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိန်းချုပ်လှုပ်ဆောင်ပေးနေတယ်ပေါ့နော်ထိန်းချုပ်ပံ့ပိုးပေးနေတဲ့အရာလေးတွေဖြစ်တယ်ပေါ့ဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးသွားမှာလူတွေကိုပျော်ရွှင်စေတဲ့ဟော်မုန်း၄မျိုးအကြောင်းဖြစ်ပါတယ်ဆိုတော့အဲ့ဒီလေမျိုးတွေကမှဒီအခုပထမဆုံးအနေနဲ့ဒိုပါမင်းဟော်မုန်းနဲ့စလိုက်ကြအောင်။ Yeah ဒိုပါမင်းဟော်မုန်းဆိုတာက ဒီကျွန်တော်တို့ရဲ့အုံနောက်ထဲမှာ pressure hormone လို့ခေါ်တဲ့လူတွေကိုပျော်ရှင်စေတဲ့ hormone တစ်မျိုးဖြစ်ပါတယ်ဒီ hormone ကကျွန်တော်တို့ရဲ့မှာအပြုမူတွေကိုတက်ရောက်မှုအပေးနိုင်ဆုံး hormone တစ်မျိုးပေါ့နော်ပို့ပွားပြောရမယ်ဆိုလို့ရှိရင်ဒီ hormone ကစိတ်ကြည်နယ်မှုကိုပေးတဲ့ hormone ဖြစ်လို့လူတစ်ယောက် dopamine ထုတ်ဖူးပြီးဆိုလို့ရှိရင်ထက်ပြီးအဲ့ဒီ dopamine ရဲ့အရသာကိုခံစားနိုင်မှုအတွက်စူးစမ်းလေးရှိတယ်ပေါ့နော်ဒီလိုနဲ့ dopamine loop တစ်ခုဖြစ်သွားပြီးတော့စိတ်ကြိုက်အဲ့ဒီအရာတွေကိုပြန်ပြီးတော့ motivation ပေးနေတတ်တယ်ပေါ့နော်ဒီ hormone ကကျွန်တော်တို့ရဲ့မှာဒီ brain reward system တွေ motivation attention နဲ့ဒီ memory ရေပြီးတော့ body movement control လိုမျိုးအရေးပါတဲ့အခန်းကဏ္ဍနေပြီးတော့ဆောင်ရွက်ပေးလျက်ရှိတယ်။သိပ္ပံကြီးကသိပ္ပံအချက်လက်တွေကပြောမယ်ဆိုလို့ရှိရင်သူက neurotransmitter တမျိုးပဲ။ neurotransmitter ဆိုတာတော့ဒီဒီအုံနောက်ထဲမှာသွေးကြောစနစ်ထဲမှာအချက်လက်တွေကိုတနည်းအားနဲ့တနည်းအားပို့ဆောင်ပေးတဲ့ဓာတုဗေဒ signal တွေပေါ့နော်။လည်းပြောရမယ်ဆိုလို့ရှိရင် neurotransmitter ကအုံနောက်ရဲ့မှာဒီ message sender တွေပဲ ကျွန်တော်တို့ရဲ့အုံနောက်ထဲမှာ neuron လို့ခေါ်တဲ့အုံနောက်အကြောင်းအရာပေးပို့တဲ့ဆဲလေးတွေအများကြီးရှိတယ်။ဒီ neuron တွေကတစ်ခုနဲ့တစ်ခုဆက်သွယ်မယ်ဆိုလို့ရှိရင် neurotransmitter လို့ခေါ်တဲ့ဒီ chemical messenger တွေကိုပေးပို့တယ်ပေါ့။ neurotransmitter တွေကလူသားတွေရဲ့စိတ်ခံစားမှု၊သတိထားမှု၊စိတ်ဖြစ်စည်းမှုနဲ့ပျော်ရွှင်မှုတွေကိုအုပ်ချုပ်လုပ်ဆောင်ပေးတယ်။နောက်ပြီးတော့ dopamine က catecholamine လို့ခေါ်တဲ့ chemical အုပ်စုတွေမှာပါဝင်နေတယ်။ dopamine ကိုအုံနောက်ထဲမှာရှိတဲ့ substantia nigra နဲ့ ventral tegmental area လို့ခေါ်တဲ့အစိပ်ပိုင်းနေပြီးတော့အဓိကအဖြစ်ထုတ်လုပ်ပေးလျက်ရှိတယ်ပေါ့နော်။ စူစတန်ဒီယာနီဂရာဆိုတာအုံနောက်အလဲပိုင်းမှာရှိပြီးတော့အရန်အကြီးကြီးရဲ့အုံနောက်ရဲ့အစိပိုင်းတစ်ခုရဲ့နာမည်ပေါ့နော်ဒီခန္ဓာကိုယ်ရဲ့ဒိုပါမင်းအဓိကထုတ်လုပ်တဲ့မူလဌာနလို့လည်းပြောလို့ရတယ်သူကဒီစူစတန်ဒီယာနီဂရာဆိုတာ maybe အခုကျွန်တော်ပြောနေတာအတန်တော့မကောင်းမနိုင်နေပေါ့နော်ဒီစူစတန်ဒီယာနီဂရာဆိုတာလက်တင်စကားလုံးကိုကျွန်တော်ဒီနားလေးမှာရေးပြလိုက်မှာပေါ့နော်ဆိုတော့ဒီ substance ရ sub ဘယ်လိုလဲရှာအောင်လေး substance ရ negra ဆိုတာဒီ အင်္ဂလိပ်လိုဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ black septance အနက်ရောင်အရာလို့အဓိပ္ပာယ်ရအောင်နော်ဒီ bandred segmented area ဆိုတာကတော့အုံနောက်အောက်ပိုင်းမှာရှိပြီးတော့ဒီ substantia nigra နဲ့အနီးစပ်ဆုံးလို့ပြောလို့ရတယ် short term ဒီအတူတုံးပြောမယ်ဆိုလို့ရှိရင် bandred segmented area ကိုတော်တော်များများခေါ်ကြတာကို bda လို့ခေါ်တယ်ပေါ့နော် dopamine ရဲ့ neuron တွေအများအပြားရှိတဲ့နေရာကိုဒီနေရာ brain reward system ကိုထောက်ပံ့ပေးတဲ့နေရာလည်းဖြစ်တယ် bda က dopamine တဘာဝထုတ်လို့မှုအဓိက နေရာဖြစ်ပြီးတော့စိတ်ခံစားချက်ဆန္ဒနဲ့ဒီရီမန်းချက်တွေကိုလှုံ့ဆော်ပေးတဲ့နေရာပေါ့နော်ဥမာ တခုကိုကြိုက်တဲ့အရာသာရှိတဲ့အစားအစာတခုကိုစားပြီးသွားဆိုလို့ရှိရင်နောက်တစ်ခါထပ်စားဖို့အတွက်လှုံ့ဆော်ပေးတယ်ပေါ့ဗျာဥမာပြောရရင်ဆူရှီစားလိုက်တယ်ဗျာဆူရှီစားပြီးတော့နောက်တစ်ခါထပ်စားဖို့အတွက်လှုံ့ဆော်ပေးတယ်ပေါ့နော်ကိုကြိုက်တဲ့အရာသာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခါထပ်စားဖို့အတွက်ကိုကကြိုးစားလိုက်တာကျွန်တော်တို့ရဲ့အပြုအပြုအမူတွေပေါ်မှာတက်ရောက်တယ်ဆိုတဲ့သဘောတရားကိုကျွန်တော်ဒါနားလည်လောင်ရှင်းပြပါဘောနော်အခုခုနပြောသွားတာတော့ဒါဒိုပါမင်းထုတ်လုပ်တဲ့ အစိပိုင်းနေရာလေးပေါ့နော်ခနာကွင်းရဲ့မှာဒူဘိုင်းမင်းထုတ်လုပ်တဲ့အစိပိုင်းနေရာလေးဆိုတော့အခုပြောပြပေးသွားမှာကတော့ဒီဒိုပါမင်းတွေကိုဘယ်လိုအချိန်တွေမှာထုတ်လွှတ်လဲဆိုဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဒိုပါမင်းတွေဘယ်လိုအချိန်မှာထုတ်လွှတ်လဲဆိုလို့ရှိရင်ကိုကြိုက်တဲ့အစားအစာတွေစားတဲ့စားလိုက်တဲ့အချိန်မှာကိုကြိုက်တဲ့သချင်းတွေကိုနားထောင်တဲ့အချိန်တို့နောက်ထဲဒီကိုလှုပ်ချင်တာတစ်ခုကိုလှုပ်လိုက်တာတို့လှုပ်လိုက်လို့လှုပ်ခွင့်ရသွားတာတို့ဒါမှမဟုတ်ကိုကိုလင်ချင်တာတစ်ခုကိုပိုင်ဆိုင်လိုက်ရတာတို့စသဖြင့်ပေါ့နော်အဲ့လိုအချိန်တွေမျိုးမှာဒိုပါမင်းကထွက်တယ်ဆိုတော့ ဒီဒိုပါမိန်ပမာဏ balance ဖြစ်နေတာကျွန်တော်တို့တက်ကောင်းနေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒိုပါမိန်ပမာဏနေလွန်းသွားတာဒါမှမဟုတ်အများလွန်းသွားတာဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်ဒိုပါမိန်ပမာဏနေလွန်းသွားမယ်ဆိုလို့ရှိရင် depression ဝင်တာတွေ motivation lack ဖြစ်တာတွေစတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပြီးတော့ပမာဏအရင်များလွန်းနေမယ်ဆိုလို့ရှိရင်ကြတော့ဒီ addiction တွေ mental disorder တွေ emotional instability လို့ခေါ်တဲ့ဒီစိတ်မတည်မငြိမ်ဖြစ်တာတွေဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်လူငယ်အများစုမှာတွေ့မြင်နေရတာကြတော့ အလွန်အကျဉ်ဂိမ်းဆုံးမိတာမျိုးတို့ဒီဆိုရှယ်မီဒီယာကိုအလွန်အကျဉ်သုံးဆမိနေတာမျိုးတို့အဲ့လိုမျိုးဒီဒိုပါမင်းစပိုက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဆွဲလန်းမှုတွေရှိတယ်ပေါ့နော်။တချို့ကကြတော့ဒီဖုန်း notification နဲ့ဆိုရှယ်မီဒီယာ like တွေကိုဒိုပါမင်းစပိုက်နဲ့ဆက်ဆက်ပြီးတော့မူရစေလိုမျိုးဆွဲလန်းနေဆိုပြီးတော့ထင်ကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်။တချို့ကကြတော့ဒီဟော်မုန်းတွေကိုဒီ stimulate လုပ်ပေးတဲ့လူတွေကိုလှုံ့ဆော်ပေးတဲ့အရာမရှိမဖြစ်လိုအပ်တဲ့အရာဆိုပြီးတော့လည်းပြောတဲ့လူတွေလည်းရှိတယ်ပေါ့နော်။စိတ်ပညာရှင်တွေကပြောတာတော့ဒီ process ကို dopamine loop လို့ပြောတာပေါ့နော်။ဒီ တန်မိုးရှိတဲ့ပျော်ရွှင်မှုတော့အများအတန်းတန်မိုးထားဖို့ကအရေးကြီးတယ်ဗျ။တန်မိုးမရှိတဲ့ဒိုပါမင်း spike တွေကိုအာဝယ်ဖို့လိုအပ်တယ်ပေါ့။ဒီလောက်ဆိုရင်တော့ဒီဒိုပါမင်းဟော်မုန်းအကြောင်းကိုသိပ္ပံရှုထောင့်အမြင်နဲ့ဒီဘယ်နေရာမှာထုတ်လုပ်တယ်ဒိုပါမင်းဟော်မုန်းဘယ်နေရာမှာထုတ်လုပ်တယ်ဘယ်လိုအချိန်တွေမှာထုတ်လုပ်တယ်ဆိုတာကိုအထိုက်လျောက်တော့နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။